အသက်အရွယ်ကြီးရင်လာလို့ကိုပိုင်ဝင်ငွေကိုပိုင်လှုပ်ဆာနဲ့မရတည်နိုင်တော့ဘူးသာသမီရှိမှခေလုံရတော့မယ်ဆိုရင်ခန္ဓာရင်ရှိအောင်လေ့ကျင့်ထားကြပါအစာခံနိုင်ဖို့အတွက်ပထမဆုံးလေ့ကျင့်ထားပါမကြင်မနာစိတ်တွေမဖြစ်ဖို့အတွက်ကိုလည်းအခုတည်းနဲ့လေ့ကျင့်ထားပါလိုချင်တဲ့စိတ်တွေမဖြစ်အောင်လည်းအခုတည်းနဲ့လေ့ကျင့်ထားပါနောက်ပိတ်ဆုံး တယောက်ထဲနေတတ်အောင်လဲနေကျင်တာပါလောကမှာချမ်းသာတွေထဲမှာလေကိုပိုင်ဝင်ငွေကိုပိုင်လှုပ်ဆာကိုစုဆောင်းထားပြီးတော့ကိုလှုပ်ဆာနဲ့ကိုစားရတာကအင်မတန်မှချမ်းသာတယ်ဟုတ်တယ်ဘသူမျက်နာမှကြည့်စီရမလို့ဘသူခွင့်ပြုခြင်းမှလည်းတောင်းနေစီရမလို့ကိုစားကျင်တာကိုကိုစားကျင်တဲ့အချိန်မှာကိုစားကျင်တဲ့လောက်စားလို့ရတယ်